တစ်ခါတုန်းကရွာလေးတူရမှာဝေါ်ထယ်တွေကိုရှော့ဖော့ပြီးအတမဝန်းချောင်းပြူတဲ့ခွာတဲ့လင်မယားနှစ်ယောက်ရှိပါတယ်။အဲဒီခွာတဲ့လင်မယားဟာမနေ့မိုးလင်းတိုင်းရှော့ဖော့မဲ့အဝတ်တွေကိုယူပြီးတော့မြေစိတ်ကိုတွားကြရပါတယ်။ရှေးခါတော့ကရခုခဲ့လို့ရေပေါ်ပိုင်းများဒီပိုက်ခေါင်များမရှိတော့မြေစိတ်နေပြီးမှပဲအဝတ်ရှော့ကြရပါတယ်။ခွာတဲ့လေးမှာတော့ငါးနေပဲတားငယ်လေးတယောက်နဲ့ မွေးမိထားတဲ့ငွေပါလေးတစ်ခေါက်လည်းရှိပါတယ်။ဒီနေ့မှာတော့ခွန်လာတဲ့လင်မယားဟာမြေစိတ်ကိုမတွားခင်ငွေပါလေးအားတားငယ်လေးကိုကြီးစုရှောက်ရှောက်ပို့တေချာမှားထားခဲ့ပါတယ်။မိဘများထွက်သွားတော့ခါကလေးငယ်လေးအားရေထဲထားသောအင်ဒိုနီးမထိုင်အင်ဒိုထဲမှရေကိုလက်ဖြင့်ပုတ်ကစားနေပါတယ်။အဲဒီချိန်မှာပဲခြုံထဲမှရှိတဲ့အစိတ်ပြင်းတဲ့အမွေတစ်ကောင်အားထွက်လာပြီးကလေးငယ်ကစားနေတဲ့ အင်းတို့ထဲကရေကိုတောက်ဖို့ရောက်ရှိလာပါတယ်။ကလေးငယ်အနီးကိုရောက်တဲ့အခါမွေပါကမွေကိုမြင်ပြီးတင်းမြန်စွာပဲပြေးလာတာဟန်တားလိုက်ပါတယ်။အိုးအဆွေမွေတင်းတို့ထီအစိတ်ပြင်းကြ၏။တင်းကကလေးငယ်အားကြိုက်လိုက်၍တင်းအစိတ်ကြောင့်ကလေးငယ်တည်ဆုံးလျင်မတားမြစ်ခေါင်းလာဟု၍တခင်ကငါကိုအဖြစ်ဆိုးလိမ့်မည်။ကလေးဤအနီးတို့မသွားပဲဝေးရတို့ထွက်သွားပါလော။အိုးအဆွေမွေပါ ကျွန်တို့သည်ရေငတ်လွန်းသောကြောင်းအင်းတုံထမ်းွေရေကိုအနည်းငယ်မြတောက်သုံးလိုပါသည်ကလင်းငယ်အောင် မြေတို့မြအန္တရယ်မပြုပါမွေပါကလည်းကလင်းငယ်ကိုအန္တရယ်မပြုဘူးဟူသောမွေရဲ့စကားကြောင့်ရေတောက်ခွင့်ပေးလိုက်ပါတော့တယ်မွေလည်းမွေပါရဲ့ခွင့်ပြုချက်ကိုရသွားတော့အင်းတုံထဲကရေတောက်နေတာပေါ့ကွယ်ကလေးငယ်ကမွေကိုတွေ့ရင်အန်ရည်ပြုတ်နိုင်မှမသိပဲရေနဲ့ပက်လိုက် ဦးကောင်းကိုလက်ဖြစ်ပုတ်လိုက်လုံနေပါဘူးကွယ်။ငွေလေးဟာနာချင်ပြီးဒေါသထွက်လာတာခရင်းငယ်ရဲ့လက်ကိုကိုက်လိုက်ပါရဲ့။ခရင်းငယ်လေးဟာငွေစိတ်သိပြီးပါဇက်ကအမြုပ်တစီစီထွက်လာတာထို့နေရာမှာပဲလဲကျသိဆုံးသွားပါတော့တယ်။ခရင်းငယ်လေးအားငွေကိုက်လိုက်ပြီးကိုတွေ့တော့အခါမွေပါတီအမြက်ဒေါသချောင်းချောင်းထွက်ကမွေကို အပိုင်ပိုင်ဖြစ်အောင်ခိုက်တက်လိုက်ပါတော့ရယ်ခွာတဲ့လင်မယားနှစ်ယောက် မြစ်စိမ့်မှဧတုပြန်လာတော့အခါဝေစိတ်တက်၍တည်ဆုံနေသောသားငယ်လေးကိုတွေ့လျင်အနည်း၌တွေ့လေးလေးနဲ့ပေးချန်နေသောမွေပါလေးကိုချီးပြီးသူတို့သားကိုမွေပါခိုက်သည်ဟုအထင်မှားကမွေပါလေးကိုကြိုက်တက်လိုက်တော့ပေါ့ကွယ်အဲဒီနောက်မှာတော့ခွာသေးယောက်ျားကမွေတီလေးကိုတွေ့ပြီးဤသို့ဆင်ချင်ပြီးပါတော့လေအစိပ်ပြင်းသောမွေကြိုက်သည်ဖြင့်ငါတို့သားတေရသည် ငါတို့သားကိုကြိုက်တော်မွေကိုမွေပါသည်မွေကိုအပိုင်းပိုင်းဖြစ်အောင်ကြိုက်တတ်ခဲ့ခြင်းသာဖြစ်သည်ငါတို့အထင်လွဲကမွေပါကိုသတ်မိလေပြီခုနောင်လာကြီးစွာရနေပါတော့လေပုံမြင်လေးရတော့ဒါပါပဲကျေးဇူးတင်ပါတယ်